2025နောက်ပိုင်းမှာမျိုးတုံးသွားတဲ့သတ္တဝါတွေကိုပြန်အသက်သွင်းနိုင်တဲ့ခေတ်ဖြစ်လာမှာလား။ဂိမ်းအောင်သရုံးတွေကဒိုင်းအောင်ဝင်ပလေတွေကို CGI နဲ့ဖန်တီးထားတာမဟုတ်ပဲတကယ်အကောင်အစစ်တွေထည့်ရိုက်ခဲ့ရင်ဘယ်လိုဖြစ်လာမှာလဲ။ဒါမှမဟုတ်လွန်ခဲ့တဲ့နှစ်ပေါင်း1400လောက်ကျော်ရေခဲခေတ်ကစံပြူကြီးတွေပြန်အသက်ဝင်လာခဲ့ရောဒါမှမဟုတ်လဲကဘာဦးစင်ကြီးတွေပြန်ပြီးကျက်စားခဲ့ကြရင်ဘယ်လိုတွေဆက်ဖြစ်လာမှာလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါရဲ့။လက်ရှိအချိန်မှာကြောက်ဖြစ်ရုံကျွင်းတွေကရတဲ့ဒီအနေနဲ့ ခင်မီမျိုးရုပ်ပေစာတီးဖြတ်မှုနည်းပညာတွေပေါင်းဆက်ပြီးမျိုးတုံးသွားတဲ့တိရစ္ဆာန်တွေပြန်ဖန်နည်းနိုင်ဖို့အခွင့်အလမ်းတွေရှိနေပါပြီ။ဒီနေ့အစပိုင်းမှာပဲကော်လော့ဆယ်ဇီဝသိပ်ပံအဖွဲတစ်ဖွဲကဒိုင်းယားဝင်ပလေတွေကိုမျိုးဆက်ဖန်နည်းပြီးကဘာကိုအားအသင့်စေခဲ့တာပါ။ဒိုင်းယားဝင်ပလေတွေမျိုးတုံးသွားတာနှစ်ပေါင်းတထောင်ကျော်လောက်တောင်ရှိနေခဲ့ပါပြီ။ဒီချိန်ထဲမှာပဲဆိုင်ဝေးရီးယားကကဘာဦးစင်ကြီးတွေပြန်ပြီးရှင်သန်စေဖို့ဩစတြေးလျကတက်စမေးနီးယားကြားကြီးတွေကိုပြန်အသက်သွင်းဖို့စသဖြင့်ကြိုးစားနေရတဲ့အများကြီးရှိပါရင်နောက်ဆုံးသူတို့ဆင်းနေမှာ ဒိုင်လိုစောနေတော့ပါနေခဲ့တာပါဒီဗီဒီယိုထဲမှာတော့နီးပညာတွေကြောင့်အသစ်တစ်ဖန်ပြန်မွေးဖွားလာနိုင်ခြေရှိတဲ့မျိုးတုံးသတ္တဝါတချို့ကိုဖော်ပြပေးသွားမှာပါဘလို့အကောင်တွေကဘလို့ဇိုင်းလက္ခဏာတွေနဲ့ပြန်ရှင်းတန်းလာနိုင်ခြေရှိမလဲဆိုတာကိုသိကြရင်တော့ဒီဗီဒီယိုလေးကိုစိုက်ကြည့်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါရခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဘာမဆံများကနေပြန်လဲကြိုဆိုလိုက်ရပါရခင်ဗျာဒိုင်းယားဝင်ပလီဒိုင်းယားဝင်ပလီတွေကရေခဲခိရဲ့တားရဲတလိမ့်ဆန်တကောင်ဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်လောက်တုန်းကမျိုးတုံးသွားခဲ့ရတာပါ ဒါပေမဲ့ဒီ2025ခုနှစ်မှာပင်မြို့ဗီဇာပညာရှင် George Chef ဦးဆောင်တဲ့ Colossal သိပ္ပံဇီဝအဖွဲ့ကကယ်လီဖိုးနီးယားရွှေညွန်တွင်းထဲကတွေ့ခဲ့တဲ့ ရုပ်ကျွင်းပေါင်း40ကျော်ကနေ DNA ယူပြီးအကောင်လေး၃កောင်ဖန်တီးခဲ့ပါတယ်။ဒီ၃កောင်ရဲ့နာမည်ကို Romulus, Rehi နဲ့ Colossal လို့ပေးထားခဲ့ပါတယ်။ဒီកောင်လေးရဲ့ပုံစံကဒိုင်းယားဝင်ပလေတွေနဲ့ချွတ်ဆွတူပါတယ်။အမွေးအထူးမေယိုကကနဲ့ခန္ဓာကိုယ်ထွားထွားရှိလာမှာပါ။ ကြီးလာတဲ့အချိန်ကျရင်အေယာမအကောင်ကြီးကိုတွေ့ရမှာဖြစ်ပါရင်ဒီလိုပြန်ဖန်နေရရွေချက်ကလည်းရှိနေကြတာပါပထမတစ်ချက်ကတော့မျိုးတုံးသွားတာကိုပြန်ကူစားတာဖြစ်ပြီးဒုတိယတစ်ချက်ကမြောက်အမေရိကမှာတမင်တွေပေါက်ဖွားနှုတ်များလာတာကိုထိန်းချုပ်ဖို့ပါပဲအဲ့ဒီခါမှသာဂေယားစနစ်တွေဟန်ချက်ညီသွားနိုင်မှာဖြစ်ပါရင်ပြောရင်တော့ဒီစမ်းသပ်ချက်ကအောင်မြင်တယ်လို့ဆိုရမှာဖြစ်ပါရင်စင်မလာရောဆွေရှေကြားကြီးစင်မလာရောအဆွေရှေကြားကြီးတွေကရေခဲခင်းရဲ့အသားရဲကောင်တွေဖြစ်ပြီးသူတို့မျိုးတုံးသွားတာနှစ်ပေါင်း1000လောက်ရှိနေခဲ့ပါပြီ2023ခုနှစ်မှာတော့ ကိုလွန်ဆော့ဇီဝသိပ္ပံအဖွဲ့ကကယ်လီဖိုးနီးယားမှာဒီကောင်တွေရဲ့ရုပ်ကျွင်းကိုတွေ့ခဲ့ပါတယ်။သူတို့ကအဲဒီကနေ DNA ထုတ်ပြီးဆမ်မလာဒွန်းတွေကိုပြန်အသက်သွင်းဖို့စူးစမ်းခဲ့ကြတာပါ။ကြားတွေကိုအသက်သွင်းတာထက်တောင်ပိုမြင့်ပါတယ်။အဲဒီအတွက်တခြားဆွေရှင်မျိုးစိတ်တွေရဲ့မျိုးဗီဇာတွေနဲ့လည်းနှိုင်းယှဉ်ကြည့်ခဲ့ရတာပါ။နောက်ဆုံးအာဖရိကချင်းတွေရဲ့ဆဲတွေကိုတော့အလိုမပေးခဲ့ပါဘူး။2022ခုနှစ်သိပ္ပံစာသားတစ်ခုမှာတော့ဒီစမ်းသပ်ချက်က65ရာခိုင်နှုန်းအောင်မြင်တယ်လို့ဖော်ပြထားပါတယ်။အဲဒါကြောင့်သိမ့်မကြခင်မှာ similar drone တွေကိုပြန်တွေ့ရနိုင်ခြေရှိနေခဲ့ပါတယ်။ အမွေးထူထူကြံ့ဖြူများသို့မဟုတ်ဝူလီ ရိုင်နိုဆီရော့ဝူလီရိုင်နိုဆီရော့လို့ခေါ်ရင်အမွေးထူထူဂျိုကြီးကြီးကြံ့ကြီးတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း၁၄၀၀လောက်လောက်တုန်းကမျိုးတုံးပြောက်ွယ်သွားခဲ့ရတာပါအဲဒီတော့ကတော့ရွေးရှားတိုင်းရဲ့တန်ဒရာဒေတာမှာစက်စားခဲ့ကြပါတယ်၂၀21ခုနှစ်မှာတော့စတော့ဟုံးတက္ကသိုလ်ရဲ့ပညာရှင်တွေကစိုက်ဘေးရီးယားရဲ့အေးခဲမြေလွာအောက်မှာရုပ်ကျင်းတစ်ခုတွေ့ခဲ့ရတာပါ ဒီရောက်ချင်းကနှစ်တန်းပေါင်း2000လောက်ရှိနေခဲ့ပါပြီ။ပညာရှင်ကဒီရောက်ချင်းကရတဲ့ DNA နဲ့မျိုးရိုးဗီဇအနည်းပညာကိုပေါင်းစပ်ပြီးချမ်းဖြူကြီးတွေကိုပြန်အသက်သွင်းဖို့စူးစမ်းခဲ့ပါတယ်။အဲ့ဒီအတွက်သူတို့နဲ့မျိုးရိုးဗီဇနှိစက်တဲ့ Sumatra ကျန်းနဲ့ Java ကျန်းရဲ့ DNA တွေကိုပါပေါင်းစပ်ခဲ့တာပါ။2023ခုနှစ်မှာဖော်ပြခဲ့တဲ့စာတမ်းအရဆိုရင်လည်းဒီစမ်းသပ်မှုအတွက်အခြေအနေကောင်းနေတာကိုတွေ့ခဲ့ရပါတယ်။အဲ့ဒီချမ်းဖြူတွေကြီးပြင်းလာရင်နေထိုင်နိုင်ဖို့ဆိုပြီး Siberia ရဲ့သဘာဝပတ်ဝန်းကျင်ကိုပြင်ဆင်နေတဲ့ကိစ္စတွေတောင်ရှိနေခဲ့တာပါ။ RS Narine RS9 ရိုင်းနေရဲ့ပုံရိပ်ကိုပြင်သစ်ကလက်စကော့လှိုင်ကိုပကြီးတွေမှာခန်းခန်းညားညားတွေ့နိုင်ပါတယ်။ဒါပေမဲ့သူတို့က1698ခုနှစ်လောက်ကလေးကမျိုးတုံသွားခဲ့ကြတာပါ။2008ခုနှစ်မှာတော့ဒီ9ရိုင်းနေကိုပြန်ဖန်တီးနိုင်မယ့်နည်းလမ်းကိုတွေ့လာရပါတယ်။ပညာရှင်တွေဟာစပိန်နဲ့အီတလီတို့ကရှေ့ကျတဲ့9ရိုင်းမျိုးစေ့တွေကိုပေါင်းစပ်ကြည့်ရင်ဒီနည်းလမ်းကိုရလာခဲ့တာပါ။2015ခုနှစ် nature channel မှာဖော်ပြခဲ့တဲ့လေးလာဘုတ်တစ်ခုအရဂျာမနီကနှစ်ပေါင်း6000တန်တန်းရှိ DNA နဲ့တိုက်ကြည့်တဲ့အခါ80ရာခိုင်နှုန်းလောက်တူနေတာကိုတွေ့လိုက်ရပါတယ်။ နောက်ပြီးပေါ်တူဂီနယ်သာလန်တို့ကမျိုးစိတ်တွေနဲ့လည်းအတော်လေးဆင်နေကြတာပါတကယ်တော့ဒီနွားရဲ့နေကဥရောပတခွင်ကျင်းလဲကျန်းစားတက်ကြလို့ဒီလိုမျိုးအကျဉ်းကျပြပြတွေ့ရတာပါ Orange တွေကပေါင်းပင်မြက်ပင်တို့လိုအပင်တွေမတန်ရဆအများပြလာတာကိုသွားသွားအတိုင်းကာကွယ်ပေးသူတွေလည်းဖြစ်နေကြပါရင်သူတို့ကိုပြန်ဖန်တီးနိုင်ရင်ဒီကိစ္စကတစ်စိတ်တစ်ပိုင်းပြန်ထောက်ကိုဖြစ်လာမှာပါ Pyrenean Invas တို့မဟုတ်ရှီဟောင်းတောင်စိတ်ဒီတောင်စိတ်မျိုးကတော့2003ခုနှစ်မှာမျိုးတုံးသွားခဲ့ရတာပါဒါပေမဲ့သိပ္ပံပညာရှင်တွေကနောက်ဆုံးတွေ့ရတဲ့ တောင်စိတ်တကောင်ရဲ့ DNA ကိုယူပြီးအိမ်မွေးစိတ်နဲ့တားဆက်ပေးခဲ့ပါတယ်။စိတ်ကလေးတကောင်မွေးလာခဲ့ပေမဲ့အသိမကြခင်မှာပဲအဆုတ်ပြင်းတာကြောင့်ပြန်တင်ဆုံးသွားခဲ့ရတာပါ။အဲဒီနောက်ပိုင်းပညာရှင်တွေကလည်းမျိုးဗီဇာတူရဲ့ DNA နဲ့စမ်းသပ်မှုပေါင်းများစွာလုပ်ခဲ့ပါတယ်။ဒီတစ်ခါမှာတော့အပေါင်းလက္ခဏာဆောင်နဲ့တိုးတက်မှုတွေကိုတွေ့လာတာပါ။တကယ်လို့ဒီစိတ်တွေကိုအောင်မြင်မြင်ဖန်တီးနိုင်ပြီဆိုရင်တော့စပိန်ကပျူရန်နီယန်တောင်တန်းတွေစီပြန်လှုပ်ပေးမှာပါ။ဒီကောင်တွေကမြေရိုင်းထင်းထင်းကြီးနဲ့မြေစီလွာပြုမြင်ရေးတွေမှာအရေးပါနေလို့ပဲဖြစ်ပါတယ်။တက်စမီနီယန်ကြောင့် ဒီကြားရဲ့ဘွားကလည်းတနာစရာကောင်းပါရင်ကြားဖြစ်ပေမဲ့လူတွေရဲ့အမဲလိုက်တာခံခဲ့ရပြီး1936ခုနှစ်မှာမျိုးတုံးသွားခဲ့တာပါ၂019ခုနှစ်မှာတော့မဲဘုံတက္ကသိုလ်ကသိပ္ပံပညာရှင်တွေကဒီကြားရဲ့ DNA ကိုအမှတ်မထင်ရခဲ့ပါရင်ရခဲ့တဲ့နီးလန်းကလည်းစမ်းကျင်နေခဲ့တာပါအဲ့ဒါကတော့ခွေးပေါက်လေးတစ်ကောင်ကိုအရက်စိန်ထားတဲ့အချိန်မှာထွက်လာတဲ့ DNA နဲ့တူနေတာပဲဖြစ်ပါရင်ဒါပေမဲ့ဒီမျိုးဗီဇာတစ်ခုလည်းနဲ့တက်စမီးနီးယားကြားတွေကိုဖန်လေးလို့မရပြန်ပါဘူးအဲ့ဒါကြောင့်ပညာရှင်တွေလည်းဟိုဆက်ဒီဆက်လုံးရဲ့နီးလန်းတွေ့သွားခဲ့ကြတာပါ ဲ့ဒါကတော့တားပိုက်ကောင်မျိုးစိတ်တစ်ခုရဲ့ဆဲတွေကိုမျိုးဗီဇာဆိုင်ရာနှီးပညာတွေနဲ့ထပ်ပေါင်းဆက်လိုက်တာပဲဖြစ်ပါရင်အဲ့လိုနဲ့2025ခုနှစ်မှာတက်စမီနီယံမျိုးဆက်တရေသားတွေကအစင်းသိဖြစ်နေခဲ့ပါပြီ2030လောက်ကြာရင်ဒီကြားတွေကိုတော်ရင်ပြတ်လွှတ်ဖို့အစီအစဉ်ရှိနေခဲ့တာပါအဓိကကတော့ယုံတို့တမင်တို့လိုတောကောင်တွေလှလှမြမြပေါက်ဖွားနေတဲ့နေရာတွေမှာပြန်လှုပ်ပေးမှာဖြစ်ပါရင်မောဟာငှက်ကြီးမောဟာငှက်ကြီးတွေကယင်းတော့ဆိုရင်အကြီးဆုံးငှက်ကြီးတွေဖြစ်ခဲ့တာပါသူတို့ကပြန်လဲမပြန်နိုင်ကြပါဘူး ဒီငှက်တွေရဲ့အမြင်ကဆက်နက်ပေလောက်အထိရှိတဲ့ကြတာပါ1945ခုနှစ်ဝင်းကျင်မှာမြို့စီလံရဲ့မာအိုရီလူမျိုးတွေရဲ့အမဲလိုက်မှုကြောင့်မြို့တုံးသွားခဲ့ရတာဖြစ်ပါရင်ဒီငှက်တွေရဲ့ပုံစံကဤမြို့ငှက်တွေနဲ့ဆင်တူလှပါရင်2018ခုနှစ်မှာတော့ Harvest ကပညာရှင်တစ်ဖွဲ့ကလိုင်ကူတချို့မှာတွေးခဲ့တဲ့ဥခုံတွေကိုသုတေသနလုပ်ရင်မြို့ဗီဇာကိုဖော်ထုတ်နိုင်ခဲ့ပါရင်ဒီအချိန်မှာပဲဤမြို့တွေရဲ့မြို့ဗီဇာနဲ့ပေါင်းဆက်ပြီးပြန်ဖန်တီးနိုင်မလားဆိုတာစူးစမ်းခဲ့ကြတာပါရလက်ကလည်းအချိန်လေးကောင်းနေခဲ့ပါရင် အဲဒါကြောင့်2040လောက်ကြာရင်ဒီငှက်တွေကိုအမျိုးသားဥယျာဉ်တွေမှာလွှတ်ပေးနိုင်မယ်လို့ခန့်မှန်းထားကြတာပါဒီငှက်တွေကမျိုးစေ့တွေကိုဖျံပေးတဲ့နေရာမှာအေးပါလာပါရင်ဘာလဲဆိုရင်သူတို့ကစားရင်တောက်ရင်ရှောက်ပြေးနေတဲ့ကြလို့ပါပဲ Stella စီကောင်သို့မဟုတ်ပင်လယ်နွားကောင် Stella စီကောင်ကအရှိပေ30လောက်ရှိတဲ့ရင်းနေနိုးတိုက်တရဝမျိုးစေ့ဖြစ်ပါရင်များသောအားဖြင့် Alaska ဒေသမှာကျက်စားကြပါရင်ဒါပေမဲ့အလွန်အကျွံမဲလိုက်မှုကြောင့်1968ခုနှစ်မှာမျိုးတုံးသွားခဲ့ရတာပါ 2021ခုနှစ်မှာတော့ဒီသတ္တဝါတွေကိုပြန်အသက်သွင်းဖို့အခွင့်အရေးရလာခဲ့ပါပြီ။ Alaska တက္ကသိုလ်ကဒီသတ္တဝါတွေနောက်ဆုံးနေခဲ့တဲ့ Bering ကျွန်းသားကအရိုးတွေကိုတွေ့တဲ့အချိန်မှာ DNA ပါဖော်ထုတ်နိုင်ခဲ့ပါတယ်။အဲဒီကနေမှမျိုးဗီဇာတူတဲ့လင်းပိုင်လိုရေသတ္တဝါတွေနဲ့ပေါင်းဆက်ဖန်တီးဖို့စူးစမ်းနေတာပါ။ Stellar စီးကောင်းတွေကယင်ကြီးတော်ခရစနစ်တည်ရှိမှုမှာအရေးပါပါတယ်။ဒီရေတော့ဒီနေ့အဖြစ်ယင်ကြီးတော်တွေကကုန်းတစ်တော်တွေထက် Carbon Dioxide ဆုပ်ယူမှုပုံများနှိမ်ခဲ့တာပါ။ အဲ့ဒါအကြောင်းတဘာဝဘေးအန္တရာယ်ကိုလည်းထိန်းသိမ်းရရောက်ပါရင်အားနည်းချက်တစ်ခုကတော့ဒီပင်လယ်နွားတွေကမမဲမြာခွေးကျင်တဲ့နွားတွေလိုပါပဲအဲ့ဒါအကြောင်းသင်းမောတွေလှေတွေကိုတိုက်ခိုက်နိုင်မယ့်ကိစ္စတွေတော့ရှိနေကြတာပါပညာရှင်တွေကတော့ဒီကိစ္စကိုကင်တွယ်နိုင်လိမ့်မယ်လို့ယူဆရင်းပြန်အသက်သွင်းဖို့စူးစမ်းနေကြပါရင်တမိုင်းဥခိကမွေးရှည်စင်ကြီးအစွဲတကားကအမွေးရှည်ရှည်နဲ့စင်တွေကလွန်ခဲ့တဲ့နှစ်ပေါင်း၄၀၀လောက်မှမျိုးတုံခဲ့ရပါရင်၂၀၁၀လောက်မှာတော့ဆိုင်ဘေးရီးယားဒေသအတွင်း တက်တန်းနှစ်ပေါင်း2800ကျော်ရှိတဲ့ရုပ်ကျွင်းတွေကိုတွေးလိုက်ချိန်မှာ DNA ကိုရောက်နိုင်ခဲ့တာပါသူတို့ရဲ့မျိုးဗီဇာကအာရှစနစ်နဲ့တူလာပါတယ်ဒါပေမဲ့တခြားပေါင်းစံမှုတွေတော့လိုအပ်နေသေးတာပါဒီစင်ကြီးတွေကအရန်အေးတဲ့အာတိတ်ဒေတာမှာကျက်စားခဲ့တာဖြစ်ပါရင်အဲဒါကြောင့်ပြန်ဖန်နေတဲ့အခါမှာလည်းအဲ့ဒီဒေတာအတွက်ပဲရည်ရွယ်ခဲ့တာပါပညာရှင်တွေကအရင်ဆုံးမျိုးဗီဇာစင်နဲ့မွေးရှည်ကြွတကောင်နဲ့စမ်းသပ်လိုက်တော့အခြေအနေကောင်းနေခဲ့ပါတယ်အဲဒါကြောင့်ရုရှားသိမ်းပညာရှင် စာကီဇီမောကဒီကိစ္စမှာအာသွန်ခွန်ဆိုင်ပါဝင်ခဲ့တာပါဒီစင်ကြီးရဲ့အေးပါမှုကလည်းတသက်ကိုရှိနေခဲ့ပါတယ်သူတို့ကနှင်းတွေကိုနင်းချေတူးဖော်ပြီးမြေကြီးလွားကိုဖောက်ထုတ်တက်ကြတာပါအဲဒီခါမျိုးကြရင်ကောင်းတိုင်းအောက်ဆိုင်ထက်25စားလောက်ပိုကောင်းတဲ့ဖန်လုံးမွေးတန်းမွေးတနည်းအားဖြင့်မိသိန်းတန်းမွေးတွေပိုထွက်လာကြပါတယ်ပြောရရင်ဒီတန်းမွေးကအေးခဲမြေလွားတွေအေးပြော်မှုကိုနှေးကွေးစေတာပဲဖြစ်ပါတယ်ဒီစင်ကြီးတွေကိုပြန်အသက်သွင်းနိုင်ခဲ့ရင်ရာသီဥတုပြောင်းလဲမှုကိစ္စတွေမှာလည်းအထောက်အကူဖြစ်လာမှာပါကွက်ကာမင်းချောင်း ရှေးကိုတပိုင်းမှာပဲအစင်းချောင်းနေပါတဲ့ကွက်ကာမင်းချားတွေကတော့1883ခုနှစ်မှာမျိုးတုံးသွားခဲ့ရတာပါအကြောင်းရင်းကတော့အလွန်အကျွံအမဲလိုက်ခံလိုက်ရလို့ပါပဲ1988ခုနှစ်မှာတော့ဇင်ဘာဘွေသဘာဝတမိုင်းပြားတိုက်မှာရှိတဲ့အရေကွန်ကနေတဆင် DNA ထုတ်ယူခဲ့ပါတယ်ဒီကိစ္စကိုတောင်အာဖရိကဇီဝဗေဒပညာရှင်တူကဆောင်ရွက်ခဲ့တာပါမျိုးတုံးသွားတဲ့ကွက်ကာတွေကိုပြန်အသက်သွင်းလို့ပါ2005ခုနှစ်မှာတော့ကွက်ကာနဲ့90ရာခိုင်နှုန်းဆင်တူတဲ့မင်းချားတစ်ကောင်ကိုဖန်တီးနိုင်ခဲ့ပါတယ် ကိန်းတောင်တက်ကတော်ရဲ့အစီရင်ခံစာမှာလည်းဒီစီမံကိန်းကိုအောင်မြင်တယ်လို့ထောက်ခံထားခဲ့ပါရင်တကယ်တော့ကွမ်ကွာရီကဂီယာစနစ်ကိုတနည်းတစ်ပုံအကျိုးပြုခဲ့တာဖြစ်ပါရင်သူတို့ကမြေရိုင်းတွေကိုရှင်းပေးပြီးစိုက်ပျိုးမြေတွေကိုဖြစ်စေတဲ့မင်းကြားတွေဖြစ်နေခဲ့တာပါပဲခီးသွားခုများတော့ပက်ဆင်ဂျာပစ်ဂျီယွန်ပက်ဆင်ဂျာပစ်ဂျီယွန်လို့ခေါ်တဲ့ဒီခေါ်တွေကတော့တခါတော့ကဆိုရင်မြောက်အမေရိကမှာအများဆုံးတွေ့ခဲ့ရတဲ့ငှက်တွေဖြစ်ပါရင်သူတို့ကအုပ်စုလိုက်ပြန်တန်းတက်ကြပြီးရှေးပြောင်းရာသီတွေမှာဆိုရင်သူတို့အုပ်ချောက်ကောင်းကင်ကြီးတွေမဲမောင်သွားခဲ့တဲ့အထိမင်းမှုကြတာပါ ဒါပေမဲ့လည်းနောက်ပိုင်းမှာအကြောင်းမျိုးကြောင့်တဖြည်းဖြည်းကျွေပြီး1914ခုနှစ်လောက်မှာလုံးဝအုပ်တုံပြခွေသွားပါရင်ဒင်ငတ်တွေကတစ်တော်ပြန်နံပေါရမှုကဏ္ဍမှာတော့အရန်ကိုအေးပါခဲ့ကြတာပါသူတို့ရဲ့မက်ဆင်တွေမှာတစ်ဆီတွေပါတက်ပြီးအဲဒီကနေဖြစ်ထွန်းလာတဲ့တစ်တော်တွေလည်းအများကြီးပါပဲအဲဒါကြောင့်အမေရိကန်ခြေဆိုင်အကျိုးမြတ်မြူတဲ့ဇီဝနည်းပညာအဖွဲ့အစည်းတစ်ခုကဒီငှက်တွေကိုပြန်အသက်သွင်းဖို့စ조사ခဲ့ရင်အခြေအနေကောင်းနေခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဒီခိုရီကြောင့်မြောက်အမေရိကတခွင်ပို့ပြီးစိန်လန်းဆိုပြေလာဖို့အခြေအနေတွေလည်းရှိနေကြောင်းဝင်များလာရင် ဗီဒီယိုလေးကိုနေကောင်းချောလိုက်ပါရခင်ဗျာအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်